ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသားမယ့်ကြောင်းအရတော့ဟောဒီကမ္ဘာလောကပေါ့လေဒါလာရှုံမျိုးဒါကနေထင်းရှုံနိုင်ခဲ့ပြီဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်ကိုဒါတုံးသက်မျှဝေတာမှာဖြစ်ပါတယ်ဆိုအားလုံးလည်းဒီပြီးဖြစ်တယ်ပေါ့လေဒါဒီချမ်းမြောက်ဒါကျူးကျူးစစ်မှာဒီလာရှုံမျိုးပေါ့လေဒါ MND ကဒါကျူးကျူးတက်ခဲ့ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကျူးကျူးစစ်ရဲ့ဒီပထမအစပိုင်းမှာပေါ့လေကျမတို့နဲ့ဒီ MND တို့ကဒီတရုတ်ရဲ့ဒါဒီချောင်းဝင်ဒါစစ်ဆက်မှုနဲ့ပေါ့လေဒါငါးဂျင်တိဒါကျူးနိုင်ဆွေးနွေးမှုတွေကိုတော့လုပ်ခဲ့ကြဖြစ်ပါတယ်ဒါမှမဟုတ်ဒါအကြောင်းမျိုးဒါအောင်မြင်မှုတွေဒါရရှိကြဖို့ပေါ့လေ ဆိုတော့ဒါပေမဲ့လို့အဲ့ဒီကဒီစစ်စစ်နှိမ့်နေမှုကာလမှာပေါ့လေဒါတက်မလို့ဘက်ကပေါ့ဒါဒေါ်ရကြီးစွာနဲ့ဒါပြစ်ခတ်ရက်စဲခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပြစ်ခတ်ရက်စဲထားခဲ့တာကိုဒါအခွင့်အကောင်းယူပြီးတော့ဒီ MND နေနဲ့ပေါ့လေဒါဒီဒီစစ်ရေးအမျက်ထုတ်ခဲ့တဲ့အပြင်ဒါလာရှိုးမျိုးအထိကိုပါဒါပြည်သူစစ်တွေဒါဖန်တီးခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာတော့ဒီတက်မလို့နဲ့ဒီ MND နေနဲ့ပေါ့လေ2024ခုနှစ်ဒါဒီဇင်ဘာလဒီ15ရက်နဲ့ဒါ16ရက်နေ့မှာဒီပြစ်ခတ်တက်ခဲ့မှုရက်စဲရဲ့အတွက်ပေါ့လေဒါဒီပထမကြိမ်ဒါနှိမ့်ဆွေးနွေးမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ် ဒါဒါမဲ့လို့ဒါသဘောတူညီမှုတွေကမရရှိကြဘူးဆိုတော့ဒါကြောင့်မို့လို့ဒါဒုတိယတစ်ကြိမ်နဲ့ပေါ့ဒါဒီနှစ်2025ခုနှစ်ဒါဒီဇန်နဝါရီလဒီ16ရက်နဲ့19ရက်နေ့မှာဒါနှန်းဆွေးမှုတွေလုပ်ခဲ့တဲ့အခါမှာတော့ဒီအောင်မြင်မှုတွေရရှိခဲ့တဲ့အပြင်ဒါဒီသဘောတူညီချက်တချို့လည်းဒါရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါမဲ့လို့ဒါဒီဘယ်လိုမျိုးဒါသဘောတူညီချက်တွေဒါရှိခဲ့ကြရလဲဆိုတော့ဒီနှစ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါ့လေဒါတရားဝင်ဒါထုတ်ပြန်ခဲ့တာတော့ဒါမရှိခဲ့ဘူးပေါ့ဆိုတော့အဲ့ဒီနောက်မှာတော့ဒီဒုတိယအကြိမ်ဒါသဘောတူညီချက်တွေကိုဒါဒီ account ပေါ်ဒါဆောင်ရွက်တဲ့အပြင်ဒါတွေအထူးသဖြင့်ဒါ live show မျိုးကို အတမလို့ထန်ဖို့ပေါ့လေကျုံးမွေးစွာနဲ့အတွေ့ရနိုင်ရတဲ့မက်လာက22ရက်နေမှာပေါ့လေဒါတတိယအကျဉ်းကဆွနွေဝဲကိုလောက်ခွက်ကြဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာတော့ဒီဒုတိယအကျဉ်းဆိုဆွနွေဝဲအပြီးပေါ့လေ2025ခုနှစ်ဒါဆန္လာပိုင်းအကုန်မှာဒီအားလုံးတို့ပေါ့လေဒါအပိဒတ်ဒါတွေ့အပ်နိုင်ရေးဆိုပြီးတော့ဒါဒင်းနေဒါထွက်လာခဲ့တာဖြစ်ပါတယ်တော့ဒါမဲ့ဒီတတိယကျင်းစနေဘွဲအပြီမှာလဲဒါနှစ်ဖက်အခွဲစီရင်နဲ့ဒါတရားဝင်သတင်းတွေဒါထုတ်ပြန်ကြညာခဲ့တာမျိုးဒါလောက်ခဲ့ရမျိုးမရှိခဲ့ဘူးပေါ့လေ တော့သို့မဲ့လို့ပြုံးနေတဲ့ကြားရေးဝန်ကြီးဌာနရဲ့ပြုံးရေးဆိုခွင့်ရှိသူကတော့ဒီအစည်းအဝေးဝင်နေခဲ့တယ်ဆိုပြီးတော့ဒါဒီထုတ်ပြန်လာခဲ့တာဖြစ်တယ်ဆိုမဲ့လို့လည်းဒါဒီအသေးစိတ်အချက်လက်တွေတော့ဒါထုတ်ပြန်လာခဲ့တာမရှိခဲ့ဘူးပေါ့လေဆိုတော့ဒါကြောင့်မို့ဒါဒီအရင်လိုပဲဒါဒီတတိယချင်းဒါဆွေးနွေးပွဲအပြီးမှာဒီ live show မျိုးကိုဒါ AB လ22ရက်နေ့အပြီးဒါဒီလွှတ်အပ်ရမယ်ဆိုပြီးတော့ဒါတဲ့င်းတွေထွက်လာခဲ့တာဖြစ်ပါအဲ့ဒီနောက်မှာဒါတတိယအကျဉ်းစွန့်ပွဲအပြီးဒါဘင်းတွေကဒါအတီဖြစ်လာခဲ့ပြီးတော့အဲရီလာ6ရက်နေ့မှာပဲနှစ်ဖက်အပွဲစီကိုဒါတင်းတင်းဆောင်ရွက်နိုင်ဖို့ ਨੇ လာရှုံမျိုးကိုတတ်မလို့ထန်တို့ချုံဝဲတည်ငင်စွာတွေ့အပ်နိုင်ရေးတရုတ်အထုကိုလည်းဒါမစ္စတာတစ်ရှင်ပြန်ဥဆောင်တဲ့ပြစ်ခတ်ရဆင်းမှုစောင့်ကြည့်ရအဖွဲ့ဝင်ရောက်လာပြီးတော့ဒါနှစ်ဖက်အဖွဲ့အစည်းတွေပါဝင်တဲ့အစည်းအဝေးတရက်ကိုဒါလာရှုံမျိုးမှာပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာဒါ April 22ရက်နေ့ကနေစပြီးတော့ပေါ့လေဒါတတ်မလို့စစ်ကြောင်းတွေဒါတတ်မလို့ရင်းနှင်းတွေကဒီလာရှုံမျိုးကိုပြန်လေဝင်ရောက်လာခဲ့ပြီးတော့ဒီလာရှုံမျိုးကိုဒါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာလည်းဒါသဘောတူညီချက်တချို့ဒါထပ်ပြီးတော့ဒါထွက်ရှိလာခဲ့တာဖြစ်ပါတယ် ဆိုတော့အဲ့ဒါဗာလဲဆိုတော့ဒါဒီကုံသွေးလမ်းကြောင်းကနေဒါ EO ရဲ့ဖတ်ဖို့ပြီးတော့ဒီ live show ဟိုပေါ့လေဒါတိုက်ပွဲတွေမပေါ်ဆောင်ဖို့ ਨੇ ဒီတက်မလို့ကဒီ live show မျိုးကိုပေါ့လေဒါဒီအကုန်လုံးအလုံးစုံဒါနေရာချပြီးတဲ့အခါမှာတော့ဒီ MNDA တွေနဲ့အလောက်ပိုင်းကိုဒါစုတ်ခွာဖို့ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ဒီနေရာမှာဒါပြောချင်တာကဒီ live show မျိုးကိုဒါပြုလုပ်တိုက်ခိုက်ဖို့အတွက်ဒီလက်နက်ကင်ဒီဖွဲ့ပေါင်းစုံရပေါ့လေဒါအသက်တွေအများကြီးဒါဆွန်းချုံးထဲရတာဖြစ်တယ်လို့ဒါအဲ့ဒီဒီပြုလုပ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မို့လဲဒါပြည်သူလူတွေကဒါအသက်အိုရင်စီစဉ်အများကြီးဆွန်းချုံးထဲရလည်းဖြစ်ပါတယ် နောက်ဆိုပါလဲဆိုတော့အဲ့လိုမျိုးဒါကြီးကြီးတိုက်ခိုက်ခဲ့ပြီးတော့ဒါထင်းသိနိုင်ခဲ့တယ်ဆိုရင်လည်းအာဒီတရုံဖြစ်မှုနဲ့ဒါအတိမတ်ပြုခံရမှုရတယ်ဒါလိုအပ်သေးတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီဘလောက်ပဲဒါကြီးကြီးတိုက်ခိုက်မှုတွေဒါပြုလုပ်နေပါစေဒီစီရင်ဆိုတာပါဒီနိုင်ငံရေးဒီဖြစ်စဉ်ရဲ့အတိုင်းခက်တစ်ခုဒါဖြစ်တယ်ဆိုတာကိုဒီဘာရှိုးဖြစ်စဉ်ရပါလေဒါဒီလက်နက်ကန်အဖွဲ့တွေကိုဒါပြတ်တက်ရတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးဒါပြောချင်တာကတော့ဒီမိုဆီလုံစကားကိုဒါယူပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင် ဒီနိုင်ငံရေးဆိုတာကဒီသွင်းမထွက်တဲ့ဒါစစ်ပွဲဖြစ်သလိုဒါစစ်ပွဲဆိုတာလည်းဒါသွင်းထွက်တဲ့နိုင်ငံရေးဖြစ်တဲ့ဆိုလိုမျိုးဒါလည်းအခုဒီသွင်းမထွက်တဲ့နိုင်ငံရေးအနေနဲ့အလားရှုံးမျိုးကိုတင်းချုံနိုင်ခဲ့တာကဒီတက်မလို့ရဲ့ဒါလေးမှာပတ်နေမှုဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်